ြည်တော်စုအသက်ပေးလို့ဒုက္ကွယ်မလီဒါတို့ပြည်ဒါတို့မြည်တို့ပိုင်နေမြည်အခုကပြည်တော်စုကိုအသက်ပေးပြီးဒုက္ကွယ်တာမှမဟုတ်တာကြီးအာနာရှင်လူစုကိုအသက်ပေးပြီးကာကွယ်နေတဲ့တက်မတော်သားတွေအနေနဲ့ခမရတို့အားလုံးတိဖို့လိုတယ်တက်နဲ့ပြည်သူကိုတွေးခွဲတာအာနာရှင်လူစုနဲ့ဒီလိုမျိုးအသက်ကြီးပြီးအချိန်မရှိတဲ့တရောင်းသားကြီးတွေကြောင့်လို့ဆိုတာကတိမင်္ဂလာပါအာစီနန်တော် YouTube channel ရနေကြိုးစားပါရစေဗျာ ကြောင်မျိုးမင်းပြောတယ်လို့ပြောခင်ဗျားတို့မြန်မာနိုင်ငံနိုင်ငံသားတွေဟာမြန်မာနိုင်ငံကိုတကယ်မချစ်ပါဘူးချစ်ပါတယ်ဆိုပြီးလိန်ညာဟန်ဆောင်ပြီးတော့အာနာရှင်လူစုကိုဘောဆုပ်ဘောငုံနေတဲ့လူတွေပဲဖြစ်ပါတယ်ဒါအဲ့လိုဖြစ်နေဘာကြောင့်လဲဘာကြောင့်လဲဆိုတော့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူရဲ့အစီအမံအကုတ်အကဲထိန်းချုပ်မှုအားတွေဟာဘလောက်ထိအားကောင်းလဲဆိုရင်မင်းရထွက်လာတဲ့တရင်မှာ အဲ့ဒီမတိုင်ခင်မှာပြီးခဲ့တဲ့နေ့သုံးရက်လောက်ပါတယ်သတင်းထွက်လာတယ်လမ်းဘေးဈေးတယ်ဒီလုံးဝမရှိသေးရောဟုတ်ပါတယ်မရှိပါဘူးမရှိတယ်ကောင်းနေပါရိုးရိုးချင်းချင်းနိုင်ငံနိုင်ငံတိုးတက်ဖို့အတွက်စီကံပိုင်းဆိုင်ရာနဲ့အဆင်ပြေဖို့အတွက်မြို့ရွာအင်ကာရက်နဲ့ညီညွတ်ဖို့အတွက်ဒီလိုလမ်းဘေးဈေးတယ်ဒီမရှိရင်ကောင်းပါမယ်ဒါပေမဲ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့လမ်းဘေးမှာဈေးထိုင်ရောက်မှရမယ်အနေအထားမျိုးကိုဘယ်သူလုပ်တာ အာနာရှင်လူတစုကလှုပ်ထားတယ်။ shopping mall တွေဆိုင်ကြီးကနားကြီးတွေအားလုံးကပိုင်ဆိုင်နေတဲ့လူတွေကဘာတူတွေလဲ။တကယ်ချမ်းသာတဲ့တကယ်မီယိုဖလာနဲ့ရိုးရိုးသားသားရှာဖွေစားတော့ပြီးချမ်းသာလာတဲ့လူတွေလားမဟုတ်ပါဘူး။အာနာရှင်နဲ့ပေါင်းပြီးတော့ခရိုနီတွေဖြစ်ပြီးတော့ခရိုနီနဲ့တသားတည်းဖြစ်နေတဲ့လူဒန်းစားတွေကဆိုင်ကြီးကနာကြီးတွေရပြီအခြေခံလူဒန်းစားတွေဒီလမ်းဘေးမှာဈေးရောက်ရတဲ့အဆင့်တွေဖြစ်သွားပြီး ဒါဆိုရင်အာနာရှင်ဟာအခြေခံလူဒန်းစားတရက်ကိုပါစနစ်တကျနဲ့စောင့်နေရေးပြက်ပြားအောင်လုပ်နေပြီ။ဘာကြောင့်လဲ။ရွေးကောက်ပွဲကြောင့်။ရွေးကောက်ပွဲကြောင့်စနစ်တကျနဲ့ဒီလိုအခြေခံလူဒန်းစားတွေကိုစနစ်တကျကို brain wave လုပ်တယ်။အကြောက်တရားနဲ့ထပ်ပြီးထည့်နေဘာကြောင့်လဲ။အာနာရှင်ကျင့်ပမဲ့ရွေးကောက်ပွဲမှာဘယ်မဲဘယ်ပါတီကိုပဲဖြစ်ဖြစ်မဲပေးဖို့အတွက်လုပ်နေပြီ။အဲ့ဒီလိုလွတ်တော်လိုပဲ။ဘလောက်ထိ ဥနောက်ညံမြင်မားပြီးတော့ဥနောက်ညံစုပ်ပြတ်တက်တဲ့တော့မသိဘူးမြင်မားတာကတော့ပြောင်းပြန် opposite ပေါ့ဗျာလူတဦးကျုပ်တလုံးစားနိုင်ရင်ကြက်အကောင်ကြီးတိုးတိုးမှုရင်စက်ကောင်းဆောင်ပြောတယ်အေအော်ဒီအောက်တိုဘာ18ရက်စာနေရိတ်ခါမြတ်လုံလောက်စွာရရှိရေးနေစစ်ကော်မရှင်အနေဖြင့်အလေးထားဆောင်ရွက်ပေးနေပြီးလူလူတဦးလျင်ကြက်ဥတလုံးစားနိုင်ရင်စားသုံးနိုင်ရင်ကြက်အကောင်ကြီးတွင်းမြင့်မွေးမြူသွားရင်အာနာသိန်းစစ်ကောင်းတော်ဘိုးရုပ် ဘူရုတ်မှုကြီးမင်းအောင်လိုင်းကယမန်နေ့အစည်းအဝေး၌ပြောဆိုခဲ့ကြောင်းသိရပါတယ်တဲ့ဒေသလိုက်တန်ကားများဖူလုံပေါင်းပေါင်းများစီရေးစိုက်ပျိုးမွေးမြူရေးစုံများတိဆောက်ရန်လိုအပ်ပြီးလူဦးရေလိုက်စားနေရိတ်ကဖူလုံမှုရရှိရေးတိုးမြင့်ဆောင်ရွက်သွားရန်လိုကြောင်းဥပမာအပြင်ရန်ကုန်မြို့တွင်လူဦးရေ9တန်းခန့်ရှိပြီးလူဦးရေတဝက်3တန်းခွဲမှကျောက်တလုံးကျောက်တရက်တလုံးစားလျင်ကျုပ်အလုံးကြီးသုံးတန်းခွဲလိုအပ်သည့်အတွက်ကျက်အကောင်ကြီး၄တန်းခန့်မွေးမြူရမည်ဖြစ်ကြောင်း၎င်းကဆိုတယ်ဘလောက်တောင်တော်လိုက်တဲ့ခေါင်းဆောင်တယောက်လဲ မြန်မာနိုင်ငံကိုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေကိုကြည့်ရှုစောင့်ရှောက်သလားလေးစားမှုရှိသလားအသက်ရှင်လျက်နေစေခြင်းနေသလားဆိုတာဒါအဖြေပဲအခြေခံလူဒန်းစားကိုဈေးဆိုင်ကန်းတွေကိုဖျက်ဆီးတယ်ဖျက်ဆီးတာပါဒါတို့ကတိမ်ပိတ်သိမ်းခိုင်းတာမဟုတ်ဘူးကျွကျော်မြေဆိုပြီးပိတ်သိမ်းခိုင်းတာမဟုတ်ဘူးအစိုးရစီပင်နေမျိုးတို့ပိတ်သိမ်းခိုင်းတာမဟုတ်ဘူးအဲ့ဒီစီပင်ဆိုတဲ့သံတောင်းသားတွေအားလုံးပါတယ် ပတ်စံပေးရင်တစ်မျိုးပတ်စံမပေးရင်တစ်မျိုးနေတိုင်းလက်ကြားမှာထီးကိုဂျိုင်းဂျာညှက်ပြီးတော့လိုက်ပြီးပတ်စံကောင်းနေတဲ့လူတွေမြန်မာနိုင်ငံအတွင်းမှာရှိတဲ့မြို့ကြီးပြည်ကြီးမှာရှိတဲ့လမ်းဘေးဈေးတွေလိုက်ကောင်းနေရတယ်အများကြီးရှိတဲ့စီပင်ရလူတွေကျွန်တော်အမျိုးလေးမှတော့စီပင်နေရှိတယ်ဖတ်ကွာဘာလို့တော့အရန်ယွန်တွေကအောက်တန်းကြတဲ့ကောင်းတယ်ပြည်သူရဲ့ပေးတဲ့လစာမှန်ကန်တဲ့အရာကိုမစားဘဲနဲ့ပြည်သူချွေးနေစာကိုစနစ်တကျရုပ်မှရက်ဆက်ပြီးတော့ကလင်ငကြီးညံနေစားနေတဲ့အမျိုးတွေကတော့ sorry ပဲဘာကြောင့်လဲဆိုတော့ ောင်းတဲ့အရာလားမကောင်းတဲ့အရာလားဆိုတော့ခင်ဗျားတို့တွေးတောထားနိုင်ဖို့လိုတယ်အဲ့ဒီလိုပဲအာနာရှင်ကစနစ်တကျနဲ့ပြည်သူလူထုကိုရုပ်မာနေသလိုပဲကျွန်တော်တို့ဘက်မှာလည်းဒီမနေ့ပဲတက်လာပြီးပဲစပင်ဂျာနယ်မီဒီယာကလည်းကြေညာထားတယ်မြင်းညံခရိုင်ပကဖအချုပ်ခန်းကနေအချုပ်သား30နီးပါးလက်နက်တွေယူပြီးထွက်ပြေးတယ်တဲ့ရှီဦးကို0ကိုတက်ကြီးတော့ဖမ်းမိထားတယ်အော်တိုဘာ18ရက်2025ပြည်ပစပရင်မီဒီယာကကြေညာထားတယ်မန္တလေးတိုင်းမြင်းညံခရိုင်ပကဖရဲ့အချုပ်ခန်းကနေအချုပ်သား30နီးပါး လက်နဲ့တချို့ယူပါထွက်ပြေးတင်းချောင်မှုထွက်ပြေးတို့ရှီဦးကိုပြန်လဲဖမ်းသိကြကြောင်းသိရတယ်ထွက်ပြေးတကအယောက်30ကျော်ရှိတယ်အဲ့ဒါကိုမင်းညံကကိုတက်ကြီးကိုတက်ကြီးကပြန်ပြီးတော့ဖမ်းထားတာရှီဦးရှီဦးမှာအမျိုးသား9ဦးနဲ့အမျိုးသမီး2ဦးအဲ့ဒီမှာဘာပါသွားလဲဆိုတော့အချုပ်ခန့်ထွက်ပြေးတဲ့အချုပ်သားက AK တလက်အတူတလက် AK တလက်အတူတလက်ကာပိုင်တလက်ဒရှိတလက်တချောင်းစသည်ဖြင့်လက်နက်တွေတဲ့ပြန်လဲပြီးတော့ရရှိကြတယ်ပြန်လဲတက်ပြီးတော့ကိုတက်ကြီးကပြန်ဖမ်းမိကြတယ်ကဲဒါကတော့ ဘယ်ຢာကိုသွားပြီးအပြစ်ပြောမှန်းသူအပြစ်ပြောလို့လည်းမရဘူးလက်ရှိဖြစ်ပျက်နေတဲ့ကစင်ကလေးအားဖြစ်ပျက်နေတဲ့အနေအထားတွေကိုကျွန်တော်တို့ UNG အစိုးရအနေနဲ့တီးဖို့လိုပါတယ်ကျွန်တော်ကလည်းတစိတ်ရှိတာနဲ့ UNG အစိုးရ UNG အစိုးရဆိုပြီးပြောတာကဘာကြောင့်ပြောလဲဆိုတာလည်းညီမနိုင်ငံနိုင်ငံသားတွေနဲ့တီးဖို့လိုမယ်ခေါင်းကင်ဥဆောင်တဲ့သူတပ်ဦးအစိုးရရဲ့လုံဆောင်ချက်တွေကို စနစ်တကျနဲ့ပြပြပြမြင်ထိထိရောက်ရောက်ပို့ပြီးလုတ်စေခြင်းနဲ့အတွက်ပြောတာပါကျွန်တော်ကိုမုံရင်လဲမုံလို့ရပါတယ် TikTok live လွှင့်တဲ့အခါမှာလဲ UNG အစိုးရနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝေဖန်သုံးသပ်တာတွေရှိပါတယ်ဒီအရာပေါ်မှာလဲထိခိုက်ရှာဖွေဖြစ်ဖြစ်မှန်ကျွန်တော်ကိုမုံပါကျွန်တော်ဒီအာနာရှင်စနစ်ကြာရှုံးရေးအတွက်စီကံတကျနဲ့တေတေဝုဝုနဲ့တူ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 တိတ်တိတ်နဲ့အာနာရှင်စနစ်ကိုတွန်းလှန်မဲ့အစိုးရတရက်ကိုလိုချင်လို့ကျွန်တော်လူမျိုးတွေပြောနေခြင်းဖြစ်ပါတယ်ပြည်သူတဲကပြည်သူတယောက်ပါဒီမိုကရေစီလွတ်လပ် လိုချင်ပြီးတော့လူအခွင့်အရေးကိုကြောက်ကိုတိုင်းဆုံးရှုံးတဲ့အဖြစ်မျိုးတော့ကျွန်တော်ကတော့ဖြစ်ဖြစ်ပါစေအများပြည်သူနဲ့ပတ်သက်တဲ့အရာကိုတော့ဒီလိုစပီကာလို့တဲ့နေရာနေအမုန်းခံပြီးပြောနေမယ်ဖြစ်ပါတယ်အဲ့တော့ဒီကြားထဲမှာပဲအေးအေးတက်ခဲရဲ့ပါဝါကရော့ကျမသွားပဲနဲ့တက်ခဲဟာတနေ့တခြားပူပူတိုးလာပြီးတော့အားတွေကောင်းပြီးတော့တနိုင်ငိုင်လုံးအတိုက်တာနဲ့တိတ်ပိုက်မဲ့အေးအေးတက်ခဲရဲ့ကောင်းကျိုးကိုဟိုမှာဘူးလက်ကြီးဘာတွေပြောပြီးတော့ jealous ဖြစ်ပြီးတော့ဘလို့တွေမရှိသေးနေနဲ့ပြောထားတယ်ဆိုတော့အတားမိုင်းရှိတယ်နားထောင်ကြည့်လေးစားပါလေအေးလေးစားလေကွာကြောက်ကြည့်တယ်ဒီနေ့ကအောက်တိုဘာ25ပါเนาะဗုဒ္ဓဟူးနေ့ SCA 7နှစ်ပြည့်ဟုတ်အဲ့မှာကျွန်တော်ကဗာပြောခြင်းလဲဆိုတော့ပြန်ပေါ်တော့ပြောခြင်းမြန်မာနိုင်ငံသားတိုင်းနိုင်ငံတော်တချင်းရတယ်ဗျာ ်နော်ဗမာနိုင်ငံတော်တချင်းရတယ်ဆိုလို့ခမားကိုကိုးကွယ်နေတဲ့ဘဘကြီးတွေနိုင်ငံတော်တချင်းရလားစုခိုင်းကြည့်ပါလားတစ်ချက်တော့နော်ပါတီလေးရတယ်ကချင်ကရကရင်ချင်းတို့လည်းရတယ်နိုင်ငံတော်တချင်းကိုလူတိုင်းရဗမာနိုင်ငံသားဆိုရပြီအဲ့မှာပါပါလေပြည်တော်စုအသက်ပေးလို့ဒုက္ခကွယ်မလီဓာတုပြည်ဓာတုပြည်တို့ပိုင်နေမြည်အခုကပြည်တော်စုကိုအသက်ပေးပြီးဒုက္ခကွယ်တာမှမဟုတ်တာကြီး အာနာရှင်လူစုကိုအသက်ပေးပြီးကာကွယ်နေတဲ့တက်မတော်သားတွေအနေနဲ့ခမရတို့အားလုံးတိဖို့လိုတယ်တက်နဲ့ပြည်သူကိုတွေးခွဲတာအာနာရှင်လူစုနဲ့ဒီလိုမျိုးအသက်ကြီးပြီးအချိန်မစီးတဲ့တရောင်းသားကြီးတွေကြောင့်လို့ဆိုတာကတိသိချင်းလေဗျာနော်အဲ့ဒီတပိုက်ပါတယ်ဒီပြည်တော်သူမပြုတ်ကွဲအောင်တစ္ဆာဆိုလိုက်တာ တိုင်းတစ်ပါးကလာပြီးအုတ်အနိုင်ကျင့်ဗိုလ်ကြနေလို့လားတိုင်းတစ်ပါးကလာပြီးနိုင်ကျင့်ဗိုလ်ကြနေတာမဟုတ်ဘဲနဲ့ကိုယ်နိုင်ငံသားအချင်းချင်းက ြန်ပြီးရုံမာပြီးအာနာရှင်စနစ်ဆိုးတည်ငဲအောင်လူစုကလုံနေတဲ့အရာကိုငါတို့ပြည်သူတွေကဒီလိုနိုင်ငံတော်တချင်းတွေရောတီးတော့မလားอืมဒီတချင်းရတဲ့လူတိုင်းကဒီလိုတစ္ဆာဆိုးဘူးတယ်အဲ့တော့ဒီ AA ဆိုတဲ့ကောင်ကပြည်အောင်စုကခွဲထုတ်မှာကောင်ပြည်လားကျွန်တော်တို့လည်းဟိုနော်ဟိုဘလို့ပြောလဲပေါ့လို့ပဲစားနေနဲ့လမ်းဘေးကနေပဲထပဲအော်နေတယ်ပဲပြောကြိုက်တယ်လို့ပြောကျွန်တော်တို့အော်တဲ့အရာနဲ့ကျွန်တော်တို့လုတ်တဲ့လုတ်ရက်တွေဟာ မှန်ကန်တဲ့ဓမ္မအတော့ပဲဖြစ်ရမယ်အများအတော့ပဲဖြစ်ရမယ်ကျွန်တော်တဦးတယောက်ထဲနဲ့ဒီ channel အတွက်လည်းမဖြစ်ရဘူးအဲ့ဒါကိုတော့ကျွန်အာမခံတယ်ဒီ channel ဖွင့်နေဆိုတဲ့ပိုင်ရှင်ကလည်းနိုင်ငံအတွက်တစ်ဖက်တစ်လမ်းကနေကူညီလို့ရအောင်ဆိုတဲ့ပုံစံမျိုးနဲ့ဖွင့်ထားတယ် RC နန်းတော်စားတောက်ဆိုင်ဆိုပြီးနာမည်တက်ထားပေမဲ့ဒီနေရာမှာတော့ကျွန်တော်အတန်းရှိယူတာမဟုတ်ဘူးကြော်ညာပေးမယ်သူ့ရဲ့လှုပ်ဆောင်ချက်နဲ့သူ့ရဲ့ရက်တီချက်တီဘာကိုဥတီတယ်လဲဆိုတာတော့ကျွန်တော်အခုထိုင်ပြောနေတဲ့ တဘောတရားကိုတည်တည်နေပြီနော်ဒီပြည်တော်စုကခွတ်ထမဲ့ကောင်သွားပေါင်တာအေယာဝရီပဒတ်တရောဟိုမှာအညာပဒတ်တရောရောပဒတ်တရောချင်းနေရောသွားပေါင်တာသွားပေါင်ပြီးတော့သူတို့ဆီကလက်နဲ့ယူပြန်တိုက်နေရနော်ဒါဟုတ်ရဲ့လားကေကေအေးဆိုလဲဝမ်ပေါ်နိုင်ငံထူထောင်မဲ့ကောင်ကွာမော်နဲ့သွားတွေ့တာမြင်းကြံပဒတ်တရောဘာညာနိုင်ငံတော်တချင်းမရဘူးလား KNU ဆိုလဲဒီတိုင်းပဲကျွန်တော် အာနာစသိမ့်တဲ့အချိန်တုန်းကတစ်တော့လိုက်ပုံမှာတစ်ဖက်တစ်ဖက်ရံဖြစ်တယ်လို့ပေါ့။ဘာလို့အာနာသိမ့်လဲမဲခိုးလို့သိမ့်လဲမဲကဘလူမတမာလို့တော့လဲ။အဲ့လိုတွေပြောနေရအဲ့လိုပြောနေရမယ်အဆင်မပေါ့ဘူး။ဒါပေမဲ့ဒီလိုလူဒန်းစားတွေကဒီအချိန်ထိစိုက်ွားတွေကိုလိုက်ပြီးထည့်နေတုံးမယ်။ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေနဲ့အခြေခံလူဒန်းစားတွေနဲ့လူငယ်လူရွယ်တွေထကြွတဲ့တော်လန်ရေးဟာကျွန်တော်တို့ပြီးဆုံးလို့မရဘူး။ကောင်းဆောင်ကောင်းမရှိလို့မဟုတ်တာလုပ်နေ ကျွန်တော်တို့ကပယ်ပြီးတော့ကောင်းမွန်တဲ့နီးနဲ့သွားဖို့လိုတယ်လို့ကြားညက်ပြီးပြောချင်ပါတယ်ဗျာကွထူးဝင်းတို့ကကောသူလေးတိုင်းပြည်ဘာညာလာပြောနေအဲ့မှာသွားပြီးအသေးခံတဲ့ကောင်အများကြီးပဲအဲ့ပြောင်သူကခွတ်တဲ့မဲ့အဲ့ဒီအသေးခံတဲ့လူတွေနဲ့ချစ်ပြက်လက်ပြက်ဖြစ်သွားတဲ့ကလေးတွေက မှန်ကန်တဲ့ဓမ္မဘက်ကိုယက်တည်တဲ့အတွက်သူတို့ကမြက်တယ်ဆိုပြီးတတ်မှတ်ထားလိုက်သူတွေရှိတယ်လက်ရှိအခင်းကျင်းမှာကျွန်တော်တို့ NGO အစိုးရနဲ့ပတ်သက်ပြီးတော့ထိခိုက်ရှလွယ်ဖြစ်နေတဲ့အရာတွေလည်းရှိတယ်ကျွန်တော်ကိုယ်တိုင်ဒီလည်းထိခိုက်ရှလွယ်ဖြစ်နေပါတယ်တောင်ဒီကိုခင်ဗျားတို့နိုင်ငံတော်တချင်းရတဲ့ကောင်တွေကဘာလို့သွားတာတော့ရခိုင်အေးဆိုရင်ခင်ဗျားထုံးပြနေလက်ထက်မှာတော်တော်အယူထားခင်ဗျားသူ့လက်တော်တဲ့ကောင်ကျလား မေစုလည်းကြောက်တယ်အခုဘောကျုံထွန်းမြနိုင်အောင်လည်းကြောက်လာပြီအေးတခဲကအားနေသွားဘူးပျော့ပျော့တာမလုပ်ဘူးပြင်းပြင်းလာတယ်ตาကြီးမင်းသိဖို့လိုနေပြီညာယူမှာကျွန်တော်တို့ဆရာဥသိဥဖို့စောဆိုတာမြန်မာပြည်မှာပထမဥဆုံးအမှုမျိုးသိပ္ပံပညာရှင်ပွဲရတာเนาะအဲ့ဒါစစ်သက်ကတော့မှနီးပြအဲ့ဒါအဲ့ဒါလေးကစကားပြောတာတူတော်တယ်ချုပ်တာချုပ်တာမတိနားမလဲတဲ့အသိဉာဏ်ပညာဟိုအသိဉာဏ်ပညာဆိုတော့ဘဟုတုတ္တပါဗျာစာဖတ်အားနည်းတဲ့လူတွေအားလုံးပေါ်မှာစနစ်တကျနဲ့ဂျင်းထဲတဲ့ ဘူလက်ကြီးရဲ့ပညာတစ်ခုပဲလားဟာဗျစစ်သက်ကတော့မှပေါမောက်ခနဲ့လာပြီးတော့ဘူလောင်းတွေကိုလစ်ကျင်ပေးတာအဲ့သူကအနုမျိုးသိပ္ပံပညာရှင်မြန်မာကြီးမှာပထမဦးဆုံးချက်ခိုင်းတဲ့မျိုးတွေမှာဒီလိုမျိုးနိုင်ငံကိုချက်တဲ့တိုင်းပြည်ကိုချက်တဲ့ဒီနိုင်ငံရဲ့နိုင်ငံတော်တချင်းကိုလေးစားလိုက်ကြတယ်ဆိုတော့ချက်ခိုင်းလူမျိုးတွေကိုထုတ်ပြတာပေါ့ဥပမာဒေါ်စောမြရာဇာလင်းလို့ဘောငုံပြီးတော့ပါဇက်ကနောက်စီထွက်ပြီးတော့ပောက်ကြရလေးတွေထပြောင်းနေတဲ့ပုံစံနဲ့ဒီကောင်တွေကဒီတိုင်းပဲ ရခိုင်လူမျိုးတွေအများစုအမှန်တရားကိုမြန်လို့တဲ့လူနဲ့ရခိုင်လူမျိုးတစုအတွက်ဘာတွေလုတ်တင်လဲဆိုတဲ့အကြောင်းသူတို့စနစ်တကျလုတ်နေစနစ်တကျလုတ်နေတဲ့အထက်ကမှဘိုဂျိုထွန်းမြနိုင်အေအေတက်ခဲကောင်းအေအေရဲ့ဓာအသွင်းဂျိုကြီးဖြစ်တဲ့ဘိုဂျိုထွန်းမြနိုင်ကိုယ်တိုင်ကကျွန်တော်တို့ရခိုင်တပီငယ်နဲ့ပြီးမသွားပါဘူးဆိုတဲ့အကြောင်းကပြောထားတဲ့ဗီဒီယိုဖိုင်လေးရှိတယ်နော်အများကြီးပဲဟာ तू ကပြန်ခွတ်ထွက်ရေးတွေပါဘာမှပြောဘူးနိုင်ငံတော်ကောင်းဖို့ပဲလုပ်တာဒေါက်တာဦးသက်သာဝေဆိုတာမြန်မာပြည်ကပထမဦးဆုံး plastic surgery ွဲစိတ်ကူတညတာတွေပါတွေအဲ့လိုပထမဆုံးပွဲရတဲ့ပုံကိုအင်းအင်းမနထူးချွန်တဲ့ရခိုင်နေဗျတို့တို့ကအာနာရှင်စနစ်ဆိုးပါဒီလောက်ထိလောက်ရုပ်မှရက်ဆက်မယ်ဆိုတာမသိတော့လေအခုကခေပညာတက်ပြီးတော့ခေအတိုင်းတာနဲ့အာနာရှင်လူစုရဲ့စနစ်တကျရုပ်မှရက်ဆက်ပုံတွေကိုတိလာတဲ့အေအေဓာအားသွင်းကြိုးကြီးဘုံကျုံထွန်းမြနိုင်ကဘာကြောင့်ဒီလိုပြောလဲဆိုတာဒီလိုလုပ်လဲဆိုတာပူပူတိုင်းမသိလေရော့သလားတို့နော်မေးကြလိုက်ချင်းတယ် အဲသူတို့ကခွဲထွက်ရေးတွေပါတယ်ဘာမှပြောဘူးအဲ့ထုံးကြိုင်လိုက်လဲထမဒီလိုကြောက်နေတာဖြစ်လာတာအဲ့တော့ဖြစ်လာတာကိုသွားပြီးတော့ပေါင်းတဲ့ကောင်တွေကဘာကောင်တွေလဲအဲ့ကောင်နိုင်ငံတော်ချင်းမရဘူးလားဘာကောင်တွေလဲတုံးနိုင်ကောင်တွေအဖြူကောင်တွေလေအဖြူကောင်တွေပြည်အောင်စုအသက်ပြီးပြီးကာကွယ်ရမယ်လीကျွန်တော်တို့ကမင်းတို့တို့လားခင်ဗျာတို့တို့သွားကာကွယ်မှာလားဒီလိုအာနာရှင်ဒီလိုသူတို့ကခင်ဗျားတို့သွားပြီးကာကွယ်မှာလားရိုးရိုးလေးစဉ်းစား တာတို့ပြတာတို့ပြတို့ပိုင်နေမြည်တတ်မတော်ပြောနေတာတို့တော်အရေးဆုံးမလीဒါပြည်ဆောင်စုမပြိုကွဲဆိုနံပါတ်1လीအဲ့ဒါသဘောပေါက်ဖို့လိုတယ်နိုင်ငံတော်တချင်းဆိုတဲ့လူတိုင်းသဘောပေါက်ဖို့လိုတယ်ညညမငေါထိုးပြီးတော့တစ္ဆာစုမယ်ညညမငေါထိုးတစ္ဆာစုမယ်တစ္ဆာစုမယ်တစ္ဆာစုမယ်တစ္ဆာဆိုတာစူးတတ်တယ်တစ္ဆာဆိုတာစူးတတ်တယ်အဲ့အဲ့လာပြောတာလေးစားပါဒါပဲ စနစ်တကျနဲ့ကိုရုတ်ောက်ပွဲမပြီးမှာကိုကြောက်နေမတခါလဲလှုပ်လို့မပြီးမှာဆိုလို့တစ်ကြိမ်နှစ်ကြိမ်ဆိုတော့သုံးောက်ခွဲပြီးရုတ်ောက်ပွဲကိုလုံမယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်တိုက်ပေါ့အဖြေကတော့ရှင်းရှင်းလေးပဲအဲ့ဒီအဖြေရှင်းရှင်းလေးကိုရှုပ်ရှုပ်ရက်ခတ်အောင်လုံနေတာဘယ်သူကလှုပ်တာလဲအာနာရှင်တို့ဘယ်သူကပဲလှုပ်တာဒီလိုလူဒန်းသားတွေရပဲလှုပ်တာဒီလိုလူဒန်းသားတွေရအောင်ဘာကြောင့်လှုပ်တယ်နိုင်ငံတကာစာမျက်နှာမှာ တခါတည်းမျက်နှာသာရရင်တဲ့အတွက်အာရွေးကောက်ပွဲကြီးစက္ကမစက္ကမစပြီးပြင်းပြမတော့ရွေးကောက်ပွဲကြီးမှာလူတွေစီစီကားကားနဲ့ဖြစ်နေပါတယ်နိုင်ငံတကာပုံရိပ်ရှိပါနိုင်ငံတကာအကျဲအကဲဖြတ်စောင့်ကြည့်ရဖွဲ့အေးမလာတော့ကြားတယ်နော်မလေးရှားကလည်းမလာတော့သူကြီးညာထားပြီးသွားပြီးပေါ်တင်တောက်ရှက်တွေကွဲတာအဲ့မှာတောက်ရှက်တွေကိုဗျံ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 နဲ့ကိုကွဲတာဟိုလူလာမဲဒီလူလာမဲရှောက်ကောခေါ်တဲ့လူတွေကလည်းသူတို့နဲ့ပနာတင်နေမပူနဲ့ရုရှားတို့တရုတ်တို့ဘီလာရုစ်တို့ကစာနယ်ဇင်းမားတွေစောင့်ကြည့်ရဖွဲ့လာလိုက်မယ် ဒါပေမဲ့တကယ် realization ဖြစ်နေတဲ့ ASEAN ကလာမှာမဟုတ်ဘူး။ဘာကြောင့်တော့သူတို့ရဲ့အဖေဒေါ်နယ်ထရန့်ကအဲ့ CEO တွေလာတက်မယ်ဆိုပြီးတော့ဟိုပြောထားတယ်သူကျွန်တော်တို့တရင်ရထားတယ်တရင်တွေမှာလည်းဖတ်မှုတယ်တကယ်တက်မယ်ဆိုရင်လည်းကောင်းတယ်ဝါကွက်အပ်ပြီးတော့နိုင်ငံတနိုင်ငံကောင်းစားအောင်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်လူအခွင့်အရေးအပြည့်နဲ့ရအောင်အမေရိကန်လက်အောက်ဝင်တော့မဟုတ်တရုတ်လက်အောက်ကိုဇုံလုံးမိပြီးဝင် ဒါပေမဲ့တရုတ်လက်အောက်ဝင်ဖို့ကကျွန်တော်တို့ကလုံးဝခဲယင်းသွားပါပြီ။ဘာကြောင့်လဲဆိုရင်တရုတ်တီဂုတ်သွေးစုပ်ပြီးအယိုးကြံတဲ့အဆင့်ပဲကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကိုထားမဲ့နေတဲ့အတွက်တစ်ဖက်နိုင်ငံကိုသွားပြီးတော့အားကိုးရတဲ့အနေအထားမျိုးတွေဖြစ်နေတယ်။ဒီလိုအနေအထားမျိုးတွေကျုံလက်ရှိစီးရဲစီရနားမလည်ဘူးဆိုပေမဲ့ NG အစိုးရရဲ့လှုပ်ဆောင်ချက်တွေကထိတိယောက်ယောက်ဖြစ်မလာဘူးဆိုရင်တိုင်းရင်းသားတွေတဲကလက်နက်ကင်အဖွဲ့အစည်းတွေကခေါင်းဆောင်ပြောက်ကိုတင်ပြီးတော့အာဏာရှင်ကိုစနစ်တကျတိုက်ထုတ်ဖို့လိုပါတယ်။ဒီလိုတိုက်ထုတ်တဲ့နေရာမှာလဲနိုင်ငံတကာအကူအညီဆိုတဲ့နေရာမှာတော့ကျွန်တော်တို့က ေါက်မဲ့နဖူးမထူးတော့တဲ့အဆုံးကတော့အမေရိကန်ကိုတွားပြီးတော့အားကိုးပြီးတော့ဒီအာနာရှင်စနစ်ကိုပြည်တွင်းကနေတိုက်ထုတ်ဖို့လိုပါတယ်လို့ပြောရင်းနဲ့နေကုန်းချုပ်ပါတယ်အားလုံးကောင်းသောနေ့ပါဗျာနော်